မြောင်မြကလေးတွေရဲ့ဗီဒီယိုကိုတင်လိုက်တဲ့လူကိုငါတို့လိုမိခင်တွေကကျေးဇူးတင်ရပါမယ်လို့ငါပြောခဲ့တဲ့စကားငါပြောပြီးသားငါပြောတဲ့စကားကအောက်တန်းသားတွေနားမလည်ဘူးလို့ငါဆိုတော့မိမစစ်ဖားမစစ်တဲ့မိမရှိဖားမရှိတဲ့အမျိုးနေနားမလည်နိုင်ဘူးအပြူစိမ့်မဲ့ဖြစ်တဲ့အတကြောင်ပေါ့ပြီးရအကြောင်းသားမှာဖြစ်တဲ့အကြောင်ပေါ့ဆရာဆရာမရည်ဒီအတက်နိုင်တယ်တော့တာဝန်ယူဖြည့်ရှင်းပေးရမယ် ွင့်မင်္ဂလာပါမွေးချန်နယ်ရရင်ကြိုဆိုလိုက်ပါရယ်မိုဒီနေတစ္ဆက်ပေးခြင်းနဲ့ပြထူလီရတော့အရင်လည်းအရေးကြီးတယ်လိုင်းမမှာလည်းဟွန်းလေးတကြောကြောဖြစ်နေတယ်များများအထက်ကကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ဒီကြောင်သားမိဘမိမိတွေကနေပြီးတော့သူတို့ရဲ့ခံစားချက်တွေအတွေ့အကြုံတွေကိုပြောပြနေရပဲဖြစ်ပါတယ်အဲဒီများများကိစ္စကတော့မိဘတွေမကြည်ပွားနှဲနေကြရပဲဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးတွေထဲမှာလည်းဒီကြောင်သားမိဘတွေပါရင်မွေးဗီဒီယိုလေးကိုစောင့်ထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် ညောင်မြကလေးတွေရဲ့ဗီဒီယိုကိုတင်လိုက်တဲ့လူကိုငါတို့လိုမိခင်တွေကကျေးဇူးတင်ရပါမယ်လို့ငါပြောခဲ့တဲ့စကားနော်သူ့ရဲ့ရွေချက်ကောင်းတယ်မကောင်းဘူးငါမပြောဘူးမပြောဘူးသူတင်လိုက်တဲ့အတွက်ကြောင့်မို့လို့ငါတို့လိုမိခင်တွေအတွက်တက်လန့်ပေးတယ်လို့ဖြစ်စေကိုသားသမီးကိုပို့ပြီးတော့မှဂယုဆိုက်ရမယ်အနေအထားတွေဖြစ်လာတယ်ဆိုတော့ငါကပြောပြတာနော်အဲ့တော့မန့်နေမှာ900ကျော်တယ်မိခင်တွေဖခင်တွေလာမန့်သွားတာတွေမခံစားနိုင်တဲ့လူတွေလူလိုတိတဲ့လူတွေ နှလုံးသားရှိတဲ့လူတွေလာမှန်သွားတယ်။ဒီအောက်တန်းစားတကောင်ကပါလာတယ်။သေကြတဲ့နင်းရဲ့ profile ဝင်ကြည့်လိုက်တော့လဲ0ဒါကောင်တုဒီလိုမျိုးရွေချက်ရှိရှိနဲ့ like မှန်ဖို့အတွက်ကိုဖွင့်ထားတဲ့အကောင့်တွေအများကြီးပဲနော်။ဟိုပါရိုက်တဲ့ဘက်က like ပြောရေးတဲ့ဟာတွေမှန်သမျှကြည့်ကြည့်လိုက်လို့ရှိရင်အကောင့်အတုတွေကြီးပဲရွေချက်ရှိရှိနဲ့ like မှန်နေတာမိုးကြိုးပြစ်တာကိုထမ်းလျက်နဲ့ကာဖို့အတွက်ကိုလောက်ကြံနေတယ်လို့ပဲခံစားရတယ်။ တကယ်ကိုခန်းစားရပါတယ်လို့ဝင်ရေးထားတဲ့လူတွေကြည့်လိုက်အကောင့်အစ်စ်တွေကြီးပဲအကုန်လုံးမိခင်ဖခင်တွေအကုန်ဝင်ရေးထားတာနော်ငါပြောပြီးသားငါပြောတဲ့စကားကအောက်တန်းစားတွေနားမလဲဘူးလို့ငါတခါတည်းပြောထားပြီးသားနော်ဆိုတော့မိမစစ်ဖမ်းမစစ်တယ်မိမရှိဖမ်းမရှိတယ်နော်ဥတလုံးတကောင်ကြွက်တယ်အမြုံနေနားမလဲနိုင်ဘူးလူစိတ်မရှိတဲ့လူတွေထမင်းမစားတဲ့လူတွေနားမလဲနိုင်ဘူးလို့ငါပြောပြီးသားအဲ့ထက်ကနင်ကတကောင်ပါသွားတာနော် ချင်မလေးနေကင်းတော့ကတွေ့လိုက်တယ်ဩဟုတ်မဟုတ်တော့မသိဘူးပေါ့နော်ဟွာခလေးချင်းချင်းဖြစ်တာလို့ပြောတယ်တဲ့ចောင်းသားချင်းချင်းဖြစ်တာပေါ့ဒီဟာကြီးอ่ะပေါ့နော်ဒါကဒီလိုပဲပြီးသွားတယ်ပေါ့ဒါចောင်းသားချင်းချင်းဖြစ်တာပေါ့နော်ဒါဆရာမဒီလိုတုံးသက်လိုက်တယ်တဲ့ပြောလိုက်တယ်ဆိုတော့ဒီလိုအပြုတ်မူကြီးရလေလူမှုပတ်ဝန်းကျင်မှာတော့မှပဲဒါအင်မတန်မှရင့်သီးတယ်အနိုင်ကျင့်နေဆိုတော့ဟိုအနေအထားတွေလေပညာရေးဝန်းကျင်ပညာရေးနယ်ပယ်မှာဆိုပိုတော်မှပဲ ိုးဝါးတဲ့အခြေအနေမှာအဲ့လိုဖြစ်နေတာပေါ့နော်ဒါကိုလက်ခံနေဆိုတဲ့ဆရာမတွေရဲ့ဥုံတော့အတွေ့အခေါ်ကတော့တော်တော်လက်လံတယ်မြောင်းမြအကောင်မလေးအနိုင်ကျင့်ခံရတယ်ဆိုတဲ့ post အောက်မှာဒီမောင်လေးကလာမှန်ထားတာနော်ရန်သူကိုမကြောက်ဘူးတဲ့အမေထုတ်ကိုကြောက်တာတဲ့ကိုဆိုင်ခံစားခဲ့ရလို့ဟုတ်တယ်အဲ့လိုမျိုးမှတ်နေရကျမအောက်မှာအများကြီးပဲတချို့ဆိုရင် သူများလောက်တာပဲခံလိုက်ခြင်းနဲ့အမေရိုက်တာကိုမခံနိုင်ဘူးပေါ့နော်ဟိုဟာဖြစ်လို့ဆိုတော့ post တွေအများကြီးပဲအိမ်ပြန်ရောက်လာရင်ရံဖြစ်အမေကရိုက်မယ်လို့အမေရောအဖေရောရိုက်မယ်ကြောက်ထုတ်မယ်လို့ပြောတဲ့ post တွေကလည်းအမတ်နေရာလည်းအများကြီးပဲပေါ့နော်ဒါကလေးတယောက်ကသူဆုံးဖြတ်ချက်ထားလိုက်တဲ့ဆုံးဖြတ်ချက်က သူများလောက်တာအနိုင်ကျင့်တာပဲခံလိုက်မယ်အိမ်ရောက်ရင်သမီးเจ้าမှအစဉ်ပြေလာပြေတယ်တားเจ้าမှအစဉ်ပြေလာပြေတယ်ဆိုပြီးပဲဒီလိုနေလိုက်ကြမှာပေါ့ဒါဒီလိုပုံစံကိုပြောပြတာเนาะကျမတင်တဲ့သဘောတရားကိုနားလည်လို့မှန်ပေးတာကျေးဇူးအများကြီးတင်တယ်ဒီကောင်မလေးအတွက်လည်းကျမတို့အခုလက်တော်ဘာလုပ်ပေးနိုင်လဲဆိုတော့ဒီကောင်မလေးနဲ့အတူတူရှိနေတယ်ဒီကောင်မလေးကိုရက်တီနေတယ်အားပေးတယ်เนาะသမီး fighting အဲကေပေးဝယ်ပေးရတယ်ငါတနာသဖြင့်ဒီလိုမျိုးတွေငွေလေးလွှတ်ပေးမယ်ဒီလောက်ပဲလုံနိုင်တော့တယ်ဒီကလေးမှာဒီချိန်မှာ သူဆုံးဖြတ်ချက်မှန်မှန်နဲ့သာအဘေးကိုအကူအညီတောင်းမယ်သူပြန်လုပ်ခဲ့မယ်ဆိုရင်ကျမတို့လည်းဒီလိုမျိုးမဖြစ်ဘူးပေါ့နော်ဒါကြောင့်မို့လို့သတ္တမိတွေကပြဿနာဖြစ်တဲ့အချိန်တိုင်းမှာပြဿနာဖြစ်လာရင်သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့မှန်မှန်ကန်ကန်ဖြေရှင်းအောင်လို့ပဲမိဘတွေကသင်နေတယ်ဒါကျမပြောတဲ့သဘောတရားပဲမှန်ပေတဲ့မောင်လေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ဆိုတော့ဗျာကျွန်တော်ဆိုရှယ်မီဒီယာပေါ်မှာအခုတက်နေတဲ့သတင်းတွေကကျွန်တော်ကြောင်းမှုမှလေးကိစ္စပေါ့နော်အဲ့ဒီကိစ္စလေးကိုကျွန်တော် ပြောထားတာတွေလည်းရှိသေးရဲ့ပေါ့နော်ဒါပေမဲ့အကူကဆက်ပြောတယ်ဆိုတာဒီနေ့မနေ့မှတက်လာတဲ့သတင်းလေးပေါ့အာဘာတက်လာလဲဆိုတော့အဲ့ဒီမှာပြောထားတဲ့အကူတယောက်ပေါ့နော်သူ့နိုင်ပဲလဲကျွန်တော်သိပါတယ်ဘာမပြောတော့ပါဘူးနော်ကျွန်တော်သူ့နိုင်ပဲကိုလည်းမပြောချင်ဘူးပေါ့နော်အာဘာလဲဆိုတော့ तू ကပြောထားတာဗျာဒီចောင်းသူမလေးတွေဒီလောက်ဟိုဟာဖြစ်တယ်ဆိုတာကကျတော့ဒါမိဘတွင်တွင်ဆုံးမမှုညံ့လို့ပေါ့နော်ចောင်းဆရာဆရာမိုင်းနေမဆိုင်ဘူးပေါ့နော် तू ပြောတာចောင်းသူဆရာမိုင်းနေမဆိုင်ဘူးဆွဲမထဲနဲ့ចောင်းဆရာဆရာမိုင်းကိုအပြစ်ပြောစရာမလိုဘူးလို့ तू ကပြောထားတယ်ဒါပေမဲ့ကျွန်တော်ပြောမယ် ဘယ်မိဘမဆိုကိုသားသမီးကိုကတော့အကောင်းဆုံးမဖြစ်စေချင်တာဗျအတော်ဆုံးအတက်ဆုံးမဖြစ်ချင်တာလိန်မာရင်ကြည့်တဲ့မိကောင်းဖခင်သားသမီးတယောက်ဖြစ်ချင်တာတော့ဘယ်မိဘမဆိုသူတို့ရတာရည်ရွယ်ချက်ဘယ်မိဘမဆိုအဲ့လိုမျိုးစိတ်ကလေးရှိကြတယ်နော်ဒါပေမဲ့ဖြစ်ချင်တာကကျောင်းသူမားလေးဒီအခုကျောင်းသူမားလေးဖြစ်တဲ့ကိစ္စကကျွန်တော်တို့အပြင်ရကိစ္စတွေတာဝန်မယူပေးဘူးလို့အဲ့ကိုကပြောလိုက်တယ်နော်ကျောင်းဆရာသမားလည်းမဆိုင်ဘူးအဲ့လိုပြောတယ်ဒါပေမဲ့ဒီဟာဖြစ်တာကအခုက သူတို့ကចောင်းရင်အနီးနားမှာဖြစ်နေတယ်ចောင်းအနီးနားမှာဖြစ်နေတယ်ចောင်းစင်းချိန်လည်းဖြစ်ဖြစ်မယ်သူတို့ကိုတော့ညနေចောင်းစင်းချိန်လည်းဖြစ်ဖြစ်မယ်သူတို့အဲ့လိုချိန်မှာဖြစ်တာဘာပဲဖြစ်ဖြစ်လေအနားမှာတောင်မှចောင်းသူចောင်းသားတွေတော့အများကြီးရှိတာကိုသူတို့တစ်ဆင့်စကားတစ်ဆင့်ဒီကြက်မှရွတ်ပြောလို့မရဘူးလားရန်ဖြစ်နေတဲ့အကြောင်းတွေတော့ပြောလို့မရဘူးလားတာဝန်မယူပေးဘူးဆိုတာမှားတယ်အခုဘာလို့လဲဆိုတော့ဒါကျွန်တော်အနေနဲ့ပေါ့နော်တာဝန်မယူပေးဘူးဆိုတာမှားတယ်ဘာဖြစ်လို့လဲဆိုတော့ ကျောင်းနိဗ္ဗာန်တွေကအပြင်မှာဖြစ်တယ်ဆိုရင်ဒါသူတို့ကအပြင်ကိစ္စသူတို့ရှင်းရမယ်ဒါမဲ့သူတို့ဖြစ်တာဒီအဖြူစိမ့်နဲ့အဲ့တစ်ချက်ကနော်တန်ဆောင်တစ်ချက်ကအဖြူစိမ့်နဲ့ဖြစ်နေကြတာအဖြူစိမ့်နဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့ပြီးရကျောင်းသားမှာဖြစ်တဲ့ကြောင့်ပေါ့ဆရာဆရာမတွေဒီအတက်နိုင်ကုန်တော့တာဝန်ယူဖြည့်ရှင်းပေးရမယ်ခင်ဗျနော်တာဝန်ယူဖြည့်ရှင်းပေးရမယ်တစ်ဖက်တစ်ဖက်သက်ကြီးလည်းပြောလို့မရသလိုတတူတယောက်တည်းကိုလည်းဆွတ်ဆွဲလို့မရဘူးနော်အခုကျွန်တော်ပြောချင်တာပေါ့နော်ဒါကျွန်တော်အကြံလေးပေးရပါဘူး ဒါအကူကဒေါသထွက်ပြီးပြောထားတယ်ဒါပေမဲ့ကျွန်တော်တို့ဒေါသထွက်ပြီးမပြောပါဘူးဘာလို့လဲဆိုတော့ဟိုဒီကိစ္စရတယ်မလဲကျွန်တော်ဝင်မပါရှင်ဘူးပေါ့နော်ဒါပေမဲ့တဦးနဲ့တယောက်ကကိုချင်းစာတရားလေးတွေရယ်စာနာထောက်ထားတဲ့စိတ်စေတနာလေးရယ်ပေါ့နော်ရှိဖို့လိုအပ်တယ်ဒါကြောင့်မလို့အကြံပေးတာပါဒါကြောင့်မလို့ဆရာဆရာမကြီးနဲ့မဆိုင်ပါဘူးလို့မတုံးပါနဲ့နော်မတုံးပါနဲ့ခင်ဗျာဘာဖြစ်လဲဆိုတော့စကပုံရှိပါတယ်တာသမီမကောင်းတော့မိဘကောင်းတဲ့ တပည့်မကောင်းတော့စရာကောင်းတဲ့ဒါကျွန်တော်တို့လီလောကကြီးမှာလဲကျွန်တော်တို့တွေသင်ကြားခဲ့ရတယ်ကျွန်တော်တို့ကြားဘူးတယ်ဗောနော်ဒီစကားကြီးကိုကျွန်တော်တို့မိဘရယ်လည်းပြောထားတယ်ဒါကြောင့်မို့လို့အပြင်းအကိစ္စဒီနေ့လေဟိုမြောင်းများကအចောင်းသူလေးတယောက် အာပိုက်ခံရတာတွေအင်တာနက်ပေါ်မှာအာဖြည့်ရှင်းတဲ့ဟာတွေကတရားမမျှတတာတွေအဲကြားရတဲ့ခါကြတော့လေကျမသမီးလေး6တန်းနဲ့9တန်းတခုခုဖြစ်မှထင်တယ်အဲ3လနေလောက်ရှိသွားပြီဆိုတော့ကျမလည်းနည်းနည်းလေးတော့မေ့သွားတာပေါ့နော်6တန်းလား9တန်းလားမသေးကြတာတခုပဲအဲ့ဒါအုပ်စုဖွဲ့ပြီးတော့အနိုင်ကျင်တာရှိတယ်ရှင်အဲလက်ခံတဲ့အဲဟို တစ်ခါစော်ကားတာခံခံနေဆိုလို့ရှိရင်နောက်တစ်ခါလည်းလူတွေကအနိုင်ကျင့်ကျင်ရတဲ့စိတ်ဓာတ်မျိုးလေးတွေကရှိရပေါ့နော်အဲ့ဒါကလေးငငယ်လေးတွေမှာကျမတို့ငယ်တုန်းကဆိုလို့ရှိရင်တယောက်နဲ့တယောက်မခေါ်ချင်းမခေါ်ဘူးအဲအဲ့လိုမျိုးကြီးတော့တိတ်ပြီးတော့အနှိုးတကြီးနဲ့လိုက်ပြီးတော့မှဟိုအမဲဖြတ်တယ်လို့မျိုးလေးအဲ့လိုမျိုးလောက်တာတော့တစ်ခါမတွေ့ဘူးအဲပညာရေးကျမတို့မြန်မာနိုင်ငံကပညာရေးလောကကနည်းနည်းလေးတော့တတိထားဖို့လိုလားဒါပေါ့နော်ကြောက်ဖို့ကောင်းတာပေါ့နော်အဲဒီလိုမျိုးကိုရီးယားကားတွေကြည့်ပြီးတော့ပဲသဘောကြီးကြနေကြတာဖုန်းတွေကင်ပြီး ို့အဲ့လိုမျိုးဟိုမိုင်ရွေးရဲ့ဆန်နဲ့အလုပ်တွေလုပ်နေတာမျိုးကိုလေယောက်ျားလေးတချို့ကိုလည်းရံဖြစ်တာကျွန်မတွေ့ရတယ်။အဲ့လိုဝိုင်းပြီးတော့မှလေထိုးကြကြိတ်ကြကန်ကြကြောက်ကြကိုကျွန်မတွေ့ရတည်လား။အဲ့တော့ကလေးမိဘအចောင်းသားမိဘတွေအကုန်လုံးကိုဟိုနည်းနည်းလေးသတိထားစေချင်တာလေးပေါ့နော်။ចောင်းတက်နေတဲ့အចောင်းသားမိဘလေးတွေအကုန်လုံးကတာသမီးကိုဘလို့နေတယ်ဘလို့ထိုင်းတယ်ဘလို့အဲ sensitive ဖြစ်ဖို့ပြောတာမဟုတ်ဘူး။သတိထားပြီးတော့ကိုတာသမီးရှင်ထဲမှာဘာခံစားရလဲတငယ်တာမျိုးတွေခံစားနေရလားဒါဆိုဘာကြောင့်ဖြစ်တာလဲမျိုးပေါ့နော်။ကျွန်မသမီးဆိုခုနှစ်တန်းနှစ်တုံးအဲ6တန်းနဲ့ခုနှစ်တန်းနဲ့တခုခုဖြစ်မယ် အဲ့ဒီတုန်းကဒီဖုန်းကင်ရတဲ့အဖွဲကသူကဖုန်းကင်နေဖုန်းကင်ရတဲ့အကြောင်းပြသိတဲ့အတိုင်းပဲခလေးတွေဆိုတော့တယောက်တော့ဖုန်းကောတွေခေါ်တယ်မျိုးမျိုးပြောတယ်ပြီးတော့ရီစားတွေရှိကြတယ်အဲအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျမသမီးကဖုန်းမကင်ရဘူးရီစားလည်းမရှိဘူးသူကအလှပလည်းယနေ့ချိန်ထိကိုသူကမမတ်တက်သေးဘူးသူ အဲ့လိုမျိုးကိစ္စတွေတိတ်ဆိတ်မွန်စားသေးဘူးဒါကကျမကဒါဟိုကိုသားသမီးကိုမှုန်းတင်ပြီးပြောတာမဟုတ်ဘူးအဲ့ line ကိုမရောက်သေးဘူးကျမလည်းအသက်26နှစ်နဲ့29နှစ်မှာအိမ်အောင်ကြလာခဲ့တာလေသားသမီးတွေကိုလည်းကျမကဒီကျမတို့ပတ်ဝန်းကျင်မှာလည်းဒီလိုပဲလေနော်အားလုံးကလေ့လာတတ်တယ်အခုခေတ်သားသမီးတွေရဲ့ generation တွေမှာသူတို့ကတိတယ်နော်အဲဘယ်လိုပြောမလဲဟိုဒီကောင်းခြင်းဆိုးခြင်းတွေကိုလေအရင်ရှင်းပြစရာမလိုပဲနဲ့တိတယ်သားသမီးတွေရဲ့အသက်သက်ရှိတယ်အဲ့လိုမျိုးကျမသမီးကိုဗလိမ့်တာပေါ့နော်အဲဟိုဟာပေါ့ ဂျီစာအင်းသူတို့အိမ်ကိုမတိုင်နဲ့အဲသူတို့အိမ်ကိုပြန်မပြောနဲ့ပြန်ပြောတာနဲ့နင့်ကိုပားရိုက်မှာအဲနင်ဘသူ့ကိုဘာပြောလိုက်တာဆိုငါကြားရတယ်မဟုတ်ဘဲနဲ့လီစေပြီးတော့လေအဲ့လိုမျိုးဟိုပြောတဲ့ခါကျတော့ပြက်တနာအမှကျမသမီးလေးကအားငယ်ပြီးတော့မှသူအိမ်ကညီမလေးတယောက်ကိုရှင်ဖွင့်တဲ့အချိန်မှာကျမကကြားတဲ့ခါကျအိမ်မီတော့မှအဲ့ပြက်တနာကိုကျမလေးညာရင်းချင်းလိုက်ရှင်လာကျမဘယ်မိပါလဲမနဲ့ဒီနေ့ညနေတည်ရဲဆိုရင်ကျမဒီနေ့ညချက်ချင်းလိုက်ရှင်လာမိပါတားသမီးအဲ့သူနဲ့ဖြစ်တဲ့ဆိုတဲ့ကောင်မလေးရဲ့အိမ်လေးကိုကျမသူ့ကိုလိုက်ပြခိုင်းကျမလိုက်တာ အဲ့လိုမျိုးကျွန်မအဲ့လိုရှင်းတာကျွန်မသားလေးလည်းနှစ်ထင်ကိုခက်တယ်နဲ့ထိုးခံရဘူးလေပြဿနာကြီးကဖြစ်နေကြတယ်ဆိုတော့ခါကြတော့အကြောင်းဆရာမအင်အားနည်းနေတာရဲ့မျိုးတွေလည်းရှိတာပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကတကယ်ဖြစ်နေတာပါကျွန်မတို့လည်းတကယ်ခံစားဘူးပါလေကျွန်မနှစ်ယောက်ရှိတာနှစ်ယောက်စလုံးခံစားဘူးလေအဲ့တော့ကိုသားသမီးကိုကိုနည်းနည်းလေးဂရုစိုက်ကြပါလို့အဲ့ဒါမျိုးလေးကိုပြောပြချင်တာပါရှင်မဖြစ်တော့ ဒါမျိုးတွေအများကြီးပြီးရဲចောင်းတိုင်းလိုလိုမှာလည်းဒီလိုမျိုးတွေရှိရဲပေါ့နော်ပြောချင်တဲ့သဘောဟုတ်တယ်အဲ့ဒါမှန်လေဒီចောင်းသား100%မှာသူတို့ဒီ85%ခိုင်နှုန်းလောက်ကဒီလိုမျိုးဆီယမ်မာတွေရဲ့ဖိနှိပ်မှုခင်ရတယ်ပေါ့နော်အခုဒီမြောင်းများဖြစ်တဲ့ကိစ္စကိုလူတွေကဒီဟိုဘယ်လိုပြောရလဲ အတူယူအတူယူတာလည်းမဟုတ်ဥပမာအထားပြီးကိုရီဖြစ်ခဲ့တဲ့အကြောင်းလေးကိုဒီဒီလိုမျိုးပြောပြရတဲ့ဥပစာမျိုးပေါ့နော်ဒါတွေကိုတချို့တွေကကျတော့တို့ကဒီဆီယာမအဲဒီကောင်းတဲ့ဆီယာမတွေမပြောပါဘူးဆိုးတဲ့ဆီယာမတွေကိုပြောတာကိုရီကိုသိရမှာပညာမရောထုံးပေါက်ရည်လားလို့ဘာလို့ပြောကြတာရှိရပေါ့နော်အဲ့ဒါကတော့သိရမှာပညာမထုံးပေါက်လားမထုံးပေါက်လားဆိုတော့ကျမကဒီထူးချွန်နေပါရင်ဖြေလာပြီးတော့ဒီအထက်တန်းထိအောင်မြင်လာတဲ့သူတယောက်ပါအဲ့ဒါကိုပညာမထုံးပေါက်လားဆီယာဆီယာမကိုပြောလို့ဒီလိုဖြစ်တယ်ဆိုရင်ကိုယ့်ပေါ်ကိုတကယ်အနစ်နာစေတနာတကယ်ကိုလုံးဝခံတဲ့ဆီယာမနဲ့တွေ့ဘူးလေဒါဆိုရင်ကိုရီဆိုရင်ဒီအထက်တန်းတော့ကလည်းဆီယာမနဲ့ဒီဟိုဘက်တိုက်ဒီဘက်တိုက်အဲ့လိုနေခဲ့တဲ့ဟာပေါ့နော်ပြီးတော့သိရမှာဟို ဒီငငယ်တော့ဆိုလဲဒီဆီယမားတွေတကယ်တကယ်ချစ်ပါတယ်ကို့ကိုဆိုတာ ਨੇ တိပါတယ်ဆိုရဲဆီယမားတွေလဲကြုံခဲ့ဘူးတယ်ဒီဆီယမားတွေကိုပြောရမှာမဟုတ်ပဲ ਨੇ ကို့ရှစ်တန်းတော့ခံခဲ့ရတဲ့အဥ္စာမျိုးကိုပြောတာဒါတွေဆီယမားတွေကလှစ်လို့ယူထားတယ်ဒီလိုကိစ္စတွေကလှစ်လို့မရှိတင်ဘူးဆိုတဲ့အဥ္စာကိုပြောတာပေါ့နော်အဲနည်းနည်းဟိုးလေးတကြောကြောဖြစ်သွားတဲ့တင်းတော့ရှိပြီးရေနိုင်ငံသားမှာဟိုသူ့ဘူလီလုံးလို့အိမ်ကမိပါတယ်ခန်းကိုယူပြီးတော့ကျောင်းဟာတွေအကုန်လုံးစော်ထည့်လိုက်တယ်ဆိုတဲ့အဥ္စာမျိုးလေးအဲ့လိုမျိုးဒါကတော့ဒီနိုင်ငံတကာမှာတနိုင်ငံနဲ့တနိုင်ငံမတူတာဆိုတော့ကျောင်းသားတွေကဒီနိုင်ငံရဲ့ကျောင်းသားတွေကဖိလိုက်တာခံရရင်ကို့စီမှာကို့ဘက်မှာမိပါလည်းမရှိဘူးတခြားအဲ လူတွေလည်းမရှိဘူးဆိုရင်သူတို့တွေအငိမ့်ခံတာများတယ်ငိမ့်ခံတာများတော့ဘာဖြစ်လဲဆိုတော့လူတွေစိတ်အားငယ်လာတယ်ပေါ့နော်ဒီလိုမျိုးရွယ်မှာလူကစိတ်တဲ့ဒီလိုမျိုးပန်းလေးတပွင့်အာဒီပြိုးထားတယ်မိဘတွေကပြိုးထားတယ်ကိုသားသမီးကိုပြိုးထားတယ်မထည့်ရမကန်ရမပြောရဥစ္စာကိုကြောင်းကိုပို့လိုက်တဲ့ဥစ္စာမှာဆီယမတွေကသူတို့ရဲ့စိတ်ဖိအားနဲ့ဒေါသတွေကိုဒီဒီကလေးတွေကိုပုံချတဲ့အချိန်မှာပန်းကောင်းအညွန့်ချိုးတယ်လို့မဖြစ်ဘူးလားဒီပန်းလေးတွေကမပွင့်တော့ပဲစိတ်ထန်ရမျိုးစုံနဲ့အာဒီအလောက်ခွင်မှာပဲရောက်ရောက်လုံးဝဒီအိမ်အောင်ရသားပဲချက်ချက်လူတွေအကုန်လုံးမှာစိတ်ထန်ရအဒီကြောင်းကပြီးရထွက်မှာဆိုတော့လူတိုင်းရှိတယ်လူတိုင်းလိုလိုရှိတာဖြစ်တဲ့အတွက်ကြောင့်ဘူးလို့ဒါအကုန်လုံးဥမာထားပြောရအောင်နော်ဒါကြောင်းတိုင်းလိုလိုဆိုတာဆီယမတွေတင်ဒီ ုရဲ့ဗီဒီယိုတွေ့ပြီးတော့ဒီငါတပည့်တွေပုံမှာဘယ်လိုဆက်ဆံမိနေလဲဆိုတော့ဒီလိုမျိုးပြန်ပြီးတော့တွေးတောနိုင်အောင်မိဘတွေကလည်းဒီသားသမီးရဲ့စကားကိုလုံးဝလက်ခံပြီးတော့နားထောင်ပေးနိုင်အောင်လို့ဒီဗီဒီယိုတွေအပေါ်မှာဒီညောင်မြကိစ္စကိုခြုံပြီးတော့ပြောရတဲ့သူတွေအကုန်လုံးကိုခံရတာကိုခြုံပြီးပြောရတဲ့သူတွေအကုန်လုံးအဲ့ဒီဟီးရွယ်ချက်ကလေးတွေပြောကြတာပေါ့နော်ဆရာဆရာမတို့လည်းစော်ကားလို့နေမရှိဘူးလူဆိုတာကတော့ကိုတိမကိုနားတတ်ကြတဲ့သူတွေပဲပေါ့နော်ကိုသားသမီးမထီလို့ပြီးတော့ဘယ်သူမှနားတတ်ကြမှာမဟုတ်ဘူးအဲ့တော့ပညာမှာထွန်းပေါက်လား တချို့ကလည်းအဆင်ပြေနေရတာလို့ခင်ဗျာကောင်းသောမေးခြင်းနဲ့ဆိုရင်တော့အဲ့ကြောင်နေပြီးတော့အဲ့ကြောင်ကပဲဆက်တက်တယ်အတန်းမှုစီမှာလည်းတက်တယ်အထက်တန်းကြီးလည်းအမှပဲဆက်တက်တယ်အဲ့တော့မကောင်းတဲ့ဟို negative နဲ့မေးတဲ့သူဆိုရင်တော့ အခုချိန်မှာဒီဆီယမောင်ဆော်ကားလို့အစီအပြေမလားဆိုတော့အစီအပြေပြီပဲအသက်20နဲ့စီးပွားရေးနဲ့အများကြီးလုပ်နိုင်တယ်ကိုပိုင်စီးပွားရေးလုပ်နိုင်တယ်ဆိုင်ဆိုရင်နှစ်ဆိုင်တော့ကျွန်မရှိရဆိုတဲ့အတွက်ကျွန်မတို့ကတော့ okay တယ်အားလုံး everything is okay ပဲဟုတ်ကဲ့ပါမျိုးလူရေမွေးဗီဒီယိုတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီမေမေဒီကမြောင်မြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထင်မြင်စัจကလေးတွေကိုပြပြနေရပဲဖြစ်ပါတယ်အခုကြည့်နေတဲ့အမျိုးတွေရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမျိုးတွေရဲ့ထင်မြင်စัจကလေးတွေလည်းဗီဒီယိုလေးအမှ comment လေးတွေရေးခက်ပြလို့ရပါရဲ့ရှိလက်ထပ်လည်းမိုးဆက်လေးတဲ့နေ့ဟာတာဗီဒီယိုတွေပို့တူတာချက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပြတော့ မှာမို့မွေး channel လေးကိုလိုက် subscribe နဲ့တပ်ဖို့တောင်းဆိုပါရရှိဒီများများကိစ္စလည်းအများဆုံးအဖြစ်မှပေါ်ပါစေလို့ဆုတောင်းလိုက်ပါရရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါး